တန်တက်တီရနယ်လေကထိန်းချုပ်ထားတဲ့တီဘောမျိုးကိုတော့ဒီနှစ်အကြာမှာစစ်ကော်မရှင်တပ်ကပြန်ပြီးတော့သိမ်းပိုက်လိုက်ပါတယ်။တန်တက်တီရနယ်လေတပ်ဖွဲ့တွေဟာမြို့တွင်းကနေစုတ်ခွာလိုက်ရပြီးမြို့ပြင်ဘက်မှာတိုက်ပွဲတွေဆက်ပြီးဖြစ်နေတယ်လို့ TNL ကအတည်ပြုပါတယ်။ TNL ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးရဲ့သတင်းမီဒီယာတွေကိုပြောဆိုထားချက်အရဆိုလို့ရှိရင်လောလောဆယ်မှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကမြို့ရဲကိုဝင်ရောက်နိုင်တဲ့အခြေအနေမှာရှိနေပြီဖြစ်ပြီးတော့ TNL ဘက်ကတော့မြို့ပြင်ဘက် ်ကိုတက်ဆုတ်ထားတာဖြစ်ပါတယ်။အာစစ်ကော်မရှင်တပ်ပတ်ကလည်းဒီသူတို့ရဲ့စစ်ကြောင်းတွေဟာတီဘောမျိုးတွေကိုဝင်လာတဲ့ဓာတ်ပုံတွေကိုထုတ်ပြန်ပြီးတော့မျိုးကိုပြန်သိမ်းပိုက်ထားလိုက်ပြီးဆိုတဲ့အကြောင်းအော်တိုဘာလ18ရက်နေ့မှာကြေညာထားပါတယ်။ DNL ပူပေါင်းတပ်ဖွဲ့တွေကမျိုးပေါ်ကဒီအချင်းဦးစီးဌာနနောက်ပြီးတော့အထွေထွေအုပ်ချုပ်ရေးမှူးယုံပြည်မြေစင်းယုံနဲ့တီဘောဟိုတယ်အပါအဝင်ဌာနဆိုင်ရာယုံတချို့ကိုပေါ့လေမိရှုပ်ပြီးတော့ထွက်ပြေးသွားတဲ့အတွက်ရှင်းလင်းရေးတွေလုပ်ခဲ့ရတယ်ဆိုပြီးတော့လေ ည်းစစ်ကော်မရှင်တပ်ဘက်ကစွပ်စွဲဖော်ပြတာတွေရှိနေပါတယ်။ဒီလိုမျိုး DNL ထိမ့်ချုပ်ထားတဲ့နေမည်တွေကိုစစ်ကော်မရှင်ကပြန်ထိုးစစ်ဆင်နိုင်တာဟာတရုတ်အစိုးရရဲ့ PR ပေးမှုတွေကြောင့်ဒီတစ်တုံညာနှစ်ခွန်စစ်စင်ရေးရဆိုင်သွားတဲ့နောက်ဆက်တွဲအခြေအနေအဖြစ်လေ့လာသူတွေကသုံးသပ်ထားကြပါတယ်။စစ်ကော်မရှင်တပ်ဟာဇူလိုင်လ18ရက်နေ့မှာတော့နောင်ချူမြို့ကို ပြန်သိမ်းပိုက်ခဲ့ပြီးဒီအောက်တိုဘာလ1ရက်နေ့မှာဆိုရင်ကြောက်မဲမြို့ကိုပါပြန်လ နဲ့တင်းယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတီဘောမျိုးကိုပါထပ်ပြီးတော့တင်းပိုက်လိုက်နိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့တီဘောမျိုးပြင်ဘက်မှာရှိနေတဲ့ဒီခမရ9303နဲ့9304အဲ့ဒီနေရာဘက်တွေမှာတိုက်ပွဲတွေကပြင်းထန်နေတယ်လို့ DNL ကအတည်ပြုပါတယ်။တပြိုင်တည်းမှာပဲစစ်တပ်ဟာ DNL ကထိမ့်ချုပ်ထားတဲ့မိုးကုတ်မျိုးဘက်ကိုပါစစ်ကြောင်းတွေထိုးနေပါတယ်။ဒါအပြင်မန်တုံ၊မိုင်းငော့၊နမ်ဆန်အာပြီးလို့ရှိရင်ဒီနမ်တူ၊မိုးမိတ်နဲ့မိုးကုတ်မျိုးတွေကိုဆိုလို့ရှိရင်လေနေ့တိုင်းနှီးပါပေါ့လေလေချောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေပါတယ်။